န်ဦးစေဒီတည်ထားပြီးနန်ဦးစေဒီငုတ်တူကိုပြန်လည်ပြုပြင်တည်မြှင်ဟုယေຊုထားသောတဲများအုတ်များကိုရင်းပိုင်ကိုယင်ကြီးကနောင်တော်ဦးစေဒီတည်ခဲ့ပြီးဘာမှမရှိတော့ဥယသေးနှင့်တိုင်ပင်သည်စေဒီကြီးမတည်နိုင်တော်မှဗျာဒိတ်ပေးနေသည့်ဒီပင်ကရာဖျား ဗုဒ္ဓရုပ်ပါတော်တစုတည်းမီအုပ်ပဝဲနိုင်သော ကြောက်ဖြင့်တည်းမင်ဟုတိုင်ပင်ပြီးဝါတော်တဏီယာမှာဂဝန်ကြောက်များကိုဥယတိကတူး၍ဥသူဇနာကတည်ထုတ်သည်မူလယောဂီအချို့လည်းကူညီကြသည်ဂဝန်ကြောက်များလဲငါးစီးတိုက်ခန့်ရသော အခါဆွန့်ခံရွာတကားများကိုခေါ်၍ လှူအားပေးသိယူစေသည် တနေ့နှင့်မပြီးသဖြင့်နောက်တနေ့သေးယူမည်ဟုလူစုစဉ်ခင်ခင်မိုးဆိုသူအမျိုးသမီးတဦးကဥဒုစနာအားလျှောက်ထားသည် ရှင်ဖျား မင်းကဂဝင်ကြောက်တဲယူစင်မှာဝိဖြူစင်ကျဲဝတ်ထားတဲ့လူတဦးတပဲ့တော်မှာကြောက်တဲ့ရနေရကိုလိုက်ပြီးပြောတယ်ဖေဟာဘာပြောတာတော့ဦးစင်းနဲ့ဦးရသေးကိုပြောပါဇေဒီယာဇေဒီပဲတဲပါရုပ်ပွားတော်မတဲပါနဲ့အစပြီးစည်းအောင်လဲသူတို့ကူညီပါမယ်ငွေကြီးလည်းမပူပါနဲ့တဲ့ဖေဟာသူ့ကိုယ်သူညာကြီးငူတောင်ပိုင်လို့ပြောပါတယ်ဘသူကမှမမြင်ရဘူးအရှင်မယားဦးရသေးပါကြံသူအားလုံးကိုမြင်နေရပါတဲ့ဒီလူစုထဲမှာအဲ့လူရှိသလားမရှိပါဘူးဖေဟာတပဲ့တော်မှာက ြောက်တရားကိုလိုက်ပြီးပြောတယ်ပြောပြီးသူပြောက်သွားတာပဲဖေဟာတပည့်တော်မှာအရှင်ဖေဟာကိုမလျှောက်ရဲတာနဲ့หนีလိုက်တာညကြတော့အိမရလောက်အောင်ဒါကူပဲဆွဲနေတော့ဒီမနက်မှာအရှင်ဖေဟာကိုလျှောက်ရပါတယ်ဖေဟာဂဝင်ကြောက်များကိုတည်ယူပြီးစီးသွားသည်ဇေဒီဖြစ်အောင်တဲကြမီဟုဥယသိနှင့်တိုင်ပင်သည်ဥယသိက မော်လမြိုင်တို့စင်းကအလူခံဖြက်ပိုင်းလွာတွားရိုက်သည်ဖြက်ပိုင်းရရှိပြီးနန်းဦးစီတီတဲရန်အတွက်ရွာနီးချုပ်ဆက်သို့အလူခံထွက်သည်ဤဒီကိုဥယသိနှင့်ယောဂီများပင်လှုပ်ဆောင်ကြသည်တိုက်ဆိုင်သည်လားသူတို့ကပင်တကယ်ကူသလောအတတ်မပြောနိုင်တော့လေလိုအပ်သောငွေကြေးများ ကြမီအတွင်စုဆောင်မိလာသည်။အုတ်တဲဘီလက်မီများကို အသင့်ဝယ်ယူစုဆောင်ထားသည်မှာနတ်ဖြန်ခါဆိုနန်ဦးစေဒီအုံမြင့်ချရန် အသင့်ဖြစ်နေပေပြီး1338ခုနှစ်နဒေါ်လာဆန်း73ရက်ညာ12နာရီစောင်းဝင်ခဲ့ပြီးမို့မြောက်ပြန်လီကခက်ကြမ်းကြမ်းတိုက်ခတ်နေပြီးလာပြေတော့မီဆိုတော့လဲလာရောင်ကနှင်းလွာကို ထိုးဖောက်မနိုင်မြန်ကြီးငူတွင်တစ်ကြီးဝါကြီးများဖြင့်မောင်းမဲနေသည် နယုံလာစီကတင်ခဲ့သော နောင်တော်ဦးစေတီထီတော်မှဆဲလဲတံများသည့်စောင်းလေအဝေဝဲစုညံစွာ မိလျက်ရှိသည်နိဗ္ဗန်တေးကို ခတ်သွတ်သွတ်တီးခတ်နေသည်ဆဲလဲတန်နှင့်အတူဥယတိနှင့်ဥသူဇနာတို့၏ညစဉ်အချိန်မှန်ရွတ်ဆိုနေကြဖြစ်သော မဟာတတိပဋ္ဌာနတုတ်ကိုရုပ်ဖတ်ပူဇော်တန်သည်လဲအေချံသောစောင်းညဝဲပိဒကြည်မြစွာပေါ်လွင်လျက်ရှိသည်ထိုအတန်များမှအပညာကြီးမှုတခွင်လုံးတိတ်ဆိတ်ငြိမ်သက်နေသည်ထိုစဉ်เจ้าဤအရှိမြောက်ဘက်မှဘုံမှုသောမိဒန်ကြီးကြလိုက်ရသည် ရွတ်ဖက်နေသည်မှာ မပြီးပြတ်သေးသဖြင့်ဆက်ရွံ့နေလိုက်သည်ပြီးကမှအခြေအနေကိုသုံးသပ်ကြရသည်ဘာဖြစ်တာလဲဥယတိကဘာပြူရဲနဲ့တူတယ်ဟမ်ဒါဆိုဟိုဆိုတိုင်းဖြစ်တော့မှာပေါ့ဘယ်ဆိုလဲညာကြီးငူပြူရင်အမေတီတာတောင်ပြန်ကြည့်မနေနဲ့ ညာကြီးငူကိုရအောင်သွားဆိုတာလေဟုတ်ကောင်းဟုတ်မှာပေါ့တပည့်တော်နှက်ပြန်ကနန်းဦးစီဒီအုံမြင့်ချတော့မှာဆိုတော့အာလုံတော်အာလုံတော်ရဲ့အစမဖြစ်ဘူးလို့ဘသူပြောနိုင်မလဲဇေဒီဘွဲတော်ကူကနန်းဦးစီဒီမဟုတ်လားဒါဟာထူးခြားတဲ့အတိတ်နမိတ်ဖြစ်နိုင်တယ်1338ခုနှစ်နဒေါ်လာဇန်း14ရက်ဘုဒ္ဓဟူးနေ့နနက်9:45နန်းဦးစီဒီအုံမြင့်ချအခမ်းအနားကိုစတင်ကျင်းပသည်ကြွားရောက်လာသောပရိသတ်များကို၅ဗတိလာပေးပရိယုတ်ပြီးပထဝီဇယ ံမနောကြီးဇယံနောဘောရိယာမူလီအစချီသော အောင်တန်ကျူးဂါထာတို့ကိုရွတ်ဖတ်ပူဇော်ပြီးနနက်၈နာရီတိတိတွင် အုံမြစ်ကိုစာချသည် အုံမြစ်ချသည်နှင့်အတူ သာသနာအလံကိုပါ တွင်ထူလိုက်သည်တပြိုင်နက်ထဲပုံမှောင်ကျေးစီ ထိုးစီတို့ကိုတိခတ်သည်၎င်းအတံများညံကြီးငူဤညံရန်တော်ကြီးကို ပဲ့ထင်စီလျက်တာတနာပျော်ဖွယ်ဖြင့်ဖုံးလန်းသွားလေသည် ထို့သို့ကျက်တည်းရဲ့အပေါင်းနှင့်ပြည့်စုံသောဒုတိယဩပမင်္ဂလာတံများရှန်ထွက်လာပြီးမရှိမနှောင်းပင်တတိုင်းတိုင်းတတက်တက်မြည်သောအမင်္ဂလာတန်စုများကအကြီးတန်စွာထွက်ပေါ်လာသည်၎င်းအတန်များသာမကတိရွတ်တစ်ခတ်များအာထိမှန်သံတစ်ဖြက်ဖြက်တစ်ဖက်ဖက်အတန်များကပါဆင့်၍လိုက်ပါလာသည်ဥဒုစနအမှုပြုသောပရိသတ်သည်မိမိတို့နှင့်ဘာမှမဆိုင်သည့်နှင့်လုံမြဲအလုံ ပ်ကိုဆက်လုံနေကြသည်လုံနေသည်ဆိုတော့လဲပုံမှန်နည်းဖြင့်လုံ၍မရကြီးစံထိပ်ပူးများကမိုးရွာသလိုကြကြလာနေသည်မုံမုံမမတ်သွာလာလောက်ကန်၍မရဝွေရလုံရသည်ပုတ်တယ်လဲကုံကုံမဆလာဖြော်လဲကုံကုံအယုတ်ဆုံးအုတ်စီပယံဆရာပင်ခေါင်းကလေးပူ၍လုံနေရသည် တတိကြီးစွာဖြင့်လောက်ကိုင်းနေကြရသည်ညာတုံးကညာကြီးငူကဘာပြိုသည်ဒီမနက်နန်းဦးစေဒီအုံမြင့်ချသည်နှင်းမိုးနှင့်အတူကြီးစံမိုးတွေပါ ရွာသည် ရှေ့လာမိအနာကတ်တွင်ဘာဖြစ်မီတော်မသိဘုဗ္ဗနှစ်ပိတ်ကဒုက္ကလိုရှိနေသည်တာဒနာအလံနဲ့အောင်တန်ကျူဟန်တနတ်တန်နဲ့မိုးကြည်စံတတိုင်းတိုင်းမြည်နေသောတနတ်တန်တဖြောဖြောကြဆင်းနေသောကြည်စံများကိုအလေးမယူဂယုမပြုဘဲလုံမြဲတာဒနာ ကိစ္စကိုဆောင်ရွက်သည်ချောမောစွာဖြင့်ပြီးစီအောင်မြင်ခဲ့သည်နောင်စီဒီအုံမြင့်ချခြင်းသည်ဥဒုဇနနှင့်ဥယတိတို့၏ညာကြီးမူသဒနာကိုစတင်အခြေပြုခြင်း အုံမြင့်ချခြင်းတမိုင်းမော်ကုန်းကိုထိုးခြင်းပင်ဖြစ်သည်တာယာနာပြောတန်ဖြင့်အုံမောင်းထိုးစီကြေးစီတန်များရှန်တက်ပြန်ဝဲနေသည်နှင့်အတူဆက်ကြီးဆက်ကလေးပြစ်တန်တနတ်တန်များကလည်းထုတ်ထီဩဘာများအဖြစ်နှင့်ကောင်းကြီးပေးနေသည်အုံမောင်းတန်ထိုးစီကြေးစီတန်များသည်နိဗ္ဗာန်သေးတန်ဓမ္မဤတမန်တော်များဖြစ်သည်တနတ်တန်စိန်မြောင်းတန်တို့သည်ငရဲသေးတန် ယမမင်းဤတမန်တော်များဖြစ်သည့်တိုက်တိုက်ဆိုင်ဆိုင် တနေ့တဲ့တစ်ချိန်တည်းမှာချိန်ကညီစွာဖြစ်ပေါ်လာသည်သို့သောတနတ်တန်များကအမြဲတမ်းရှိနေမည်မဟုတ် အခိုင်အတန့်တစ်ခုကာလာအပိုင်းအခြားအကန့်အသတ်အတွင်းမှာသာရှိမည်။အုံပေါင်းတန်ထိုးစီတန်ကြေးစီတန်တို့ကမြန်ကြီးငူသာတနာအရှိခန့်၍တည်တတ်နေသည်။ကာလာပတ်လုံးနေစဉ်အချိန်မှန်မပြတ်တည်ရှိနေမည်သာဖြစ်သည်။တနတ်တန်ကိုနတ်ဖြံမှာကြာကောင်ကြားရမည်ဖြစ်တော်လေ။ကြေးစီတန်တို့ကလာမိအနာဂတ်နေပေါင်းများစွာ အချိန်မှန်မှန်ထွက်ပေါ်နေမည်သာဖြစ်သည်။ တနတ်တန်ထွက်ပေါ်လာရခြင်းမှာ ကော်တူလီထိုစဉ်က KNU အခေါ်တော်သောဝဟာရဖြစ်သည်များနှင့်တန်လွင်မြင့်ကျောင်းအတိုင်းချီတက်လာသောတက်မတော်တို့တွိတ်ဆုံတိုက်ပွဲဖြစ်ပွားခြင်းဖြစ်သည်တန်လွင်အနောက်ဘက်ကံကမမောင်းမှအထက်ဘက်ရှိအုံတော်ရွာမှာကော်တူလေးတွေရှိသည်၎င်းတို့နှင့်စစ်တပ်တို့တိုက်ပွဲဖြစ်သည်တစ်ဖက်နှင့်တစ်ဖက်ပြစ်ခတ်ကြသောကြီးစံများနန်းဦးစီဒီအုံမြင့်ချရာတို့ရောက်ရှိလာသည်ပြိတက်အချို့ပြေးလွှားကြ ပုံအောင်ကြသည်ဥဒုစနနှင့်ဥယတိအချို့သာ ကြည်စံတွေကြားတဲ့ပြီးစည်းအောင်အုံမြင့်ချသည်တဖက်နဲ့တဖက်ပြစ်ခတ်ကြသောကြည်စံများနန်းဦးစီတီအုံမြင့်ချရာသို့ရောက်ရှိလာသည် ပရိသတ်အချို့ပြေးကြလွားကြပုံအောင်ကြသည်ဥဒုစနဥယတိနှင့်အချို့ကသာ ကြည်စံတွေကြားတဲ့ပြီးစီအောင်အုံမီချသည် အရေးတဲ့ရဲစရာကဖြစ်လိုက်သေးသည်ရတိဥပန်းမှာရင်းပိုင်ကိုရင်ကြီးနဲ့ပါလာပြီးကိုရင်ကြီးနဲ့အတူလိုက်ပါမသွားဘဲကြံရင်ခဲ့သည်ရတိဥပန်းမှာလက်ဖွဲ့စီရင်ပြီး ရောင်းစားလေးရှိသည်ကြည်ပိတ်သည်တနက်ပြီးသည်ဟူ၍လက်ဖွဲ့တကုံးကို150ကျပ်ဖြင့်ရောင်းစားသည်အုံမြင့်လဲချတာတနအလံလဲထူကျေးစီတန်းနှင့်အတူတနက်တန်များထွက်ပေါ်လာသည် ကြည်စံများကြာလာသည် ယတိဥပန်းကအနီးရှိရေကန်ကြီးစီပြေးသွားသည်လက်မှလည်းလက်ဖွဲ့ကြိုးထိုးရင်တန်လန်းနှင့်သူများတွေကြီးစံတစ်ဖွဲ့ဖွဲ့ချာအုံမြင်ချနေကြသည်အုတ်ရေကန်ကိုကြီးခွဲယူ၍ကြီးလွဲလက်ဖွဲ့စီရင်နေသည်ဗနဲ့ဥယတိ ဥယျာသိလက်ဖွဲ့ကြီးပိတ်တယ်ကြီးလွဲတယ်တနက်ပြီးရဲ့ဆိုဘာလို့ဒီမှာလာပုံနေရတာလဲဟာရှင်ဖေကလက်ဖွဲ့ကြီးပိတ်တယ်ကြီးလွဲတယ်တနက်ပြီးတယ်ကတပည့်တော်ပြောပေမဲ့ပြောပဲရှိပါတယ်တကယ်ပိတ်မပိတ်လွဲမလွဲပြီးမပြီးကမသေးကြဘူးခုကြုံလာရင်ကိုကိုကိုလုံကြုံရေးယူထားမှစိတ်ချရတယ်ဖေကဒါနဲ့များသူများကိုလက်ဖွဲ့ရောင်းစားရသေးတယ်လို့ဒါကစီးပွားရေးအရာပါဖေကအော်တက်နိုင်သည်ရသေးဥပန်းရေဟူတာညီမီတော်သည်ထိုမှဆ၍ဖြက်လေးဖြက်စနစ်ကိုစစ်တက်က ကျင့်သုံးသည်ဟုဆရာတော်ကအမိန်ရှိသည်။ဇာယီသူ နောင်စေတီအောင်မြင်ချပြီးနောက်ဖျားကိုနေစဉ်ဖြည်းဖြည်းချင်းတည်ကြသည်။ပရိသတ်ကအများသည်လောအားကနည်းသည်မို့ကာလချိန်ကြာကြာသွားသည်။ဖျားတည်နေစဉ်1338ခုနှစ်တပေါင်းလပြည့်စနေနေ့ညံကြီးကူမှအရှိတောင်ဘက်ကမော့လဲရွာမှ ကော်တူလေးနှင့်စစ်တပ်တို့တိုက်ပွဲဖြစ်ကြပြန်သည် လာပြည်ကျော်9ရက်မှ လာပြည်ကျော်9ရက်မှ တိုက်ပွဲပြီးသည်တိုက်ပွဲဖြစ်နေစဉ်မှာရော တိုက်ပွဲအပြီးမှာပါ ကမော့လဲရွာမအဲရွာဝါကုတ်တော်ရွာစသည်တို့ကိုရွာသားများတာသမီလက်ဆွဲပြီး အထုပ်အပိုးနှင့်ညာကြီးငူတို့စစ်ပြေးရောက်ရှိလာကြသည် မြန်ကြီးမူမှာအဆောင်အအုံဟူ၍ကြီးကြီးမားမားမရှိညံ့များဆဆမရှိတစ်ပင်အောက်မှာဖြစ်တလို့နေကြသည် ရွာတို့လည်းမပြန်ဝန်ကြသေးသည်နှင့်နောင်စီဒီတရားမှာလှူအားပေးကြသည် ထိုလှူအားပေးပရိသတ်ကိုဥတုဇနာကစွန့်ခံကြွေသည်ကြွေးပုံမှာ ဥဒုဇနာသည် နေစဉ်စွန့်ခံထွက်နေကြအချိန်မှာစွန့်ခံကြသည်စွန့်ခံရာမှအပြန်တပိတ်အတိုင်းဖျားစွန့်ကပ်ပြီးမိမိဖုံပေသည်ပြီးလျင်တပိတ်ကို ပရိသတ်အားပေးလိုက်သည်ပရိသတ်များကတပိတ်ထဲမှနှိုက်ယူသည်ပရိသတ်အားလုံးစားတော့ပြီးသည့်အထိတပိတ်ထဲမှနှိုက်ထွက်သည် ပရိသတ်ဆုံးပြီးစားသူကုန်ပြီဆိုလျှင်တပိတ်ကိုဆေးကြောလိုက်သည် ထိုအခါစားစရာများ၌တော်လဲထွက်မလာတော့ပေဤနည်းဖြင့်စစ်ပြေးဒုက္ခတွေကိုဆွန့်ခံကြွေသည်ပရိသတ်များကလည်း လောကအပြည့်ပေး၍ဖျားတရား၌ပါဝင်ကြသည်ကွင်းစာကွင်းပိတ်ဖြင့်မှတ်ချက်၎င်းတပိတ်မှာဧကာတနိပရပိုင်မောအဒိဋ္ဌံဝင်စဉ်ကတပိတ်ဖြစ်သည်နန်းစီဒီအထက်ဌာပနာတိုက်ပိတ်စဉ်ကထိုတပိတ်ကိုထဲ့သွင်းဌာပနာခဲ့ပြီးဖြစ်သည်ဟုဆရာတော်အမိန်ရှိသည် စာရေးသူဖျားပြီးပြီးထီတော်တင်ဖို့သာကြံသည်1338ခုနှစ်သို့အကူ23ရက်နေ့မှာ ထီတော်တင်လူမီဟုကြေညာထားသည်ရွာနီးချုပ်ဆက်များမှလူများတန်လွင်မြေကျောင်းတလျှောက်မှလူများညာကြီးငူတို့တဖြည်းဖြည်းဝင်ထွက်သွားလာမှု ပြုလာကြသည်နန်းဦးဘေးမဲ့တော်ရကျောင်းသည် အရင်လိုမဟုတ်တော့စီကားစာပြုလာသည် လက်သက်ပကရွှင်စာပြုလာသည်ဖျားထီတင်ပွဲအတွင်ရိတ်ခါများကိုစုဆောင်သည်လွန်ရောကျွန်ရောပရိသတ်၄၀၀မှန်ထားသည်ဆံများနှစ်တင်းဝင်အိတ်၅အိတ်ရထားပြီး တဲဘုံနှင့်ဟင်းသီးဟင်းရွက်များလည်းအထိုက်လျောက်ရှိနေပြီးတင်းကြံရက်အတွင်းကလည်းရိတ်ကာတချို့ထက်ရလိုက်သေးသည်လုံလောက်တန်ကောင်းဤဟုထင်သည်ထီးတင်ပွဲနှင့်အချိုနှင့်ကတဲ့ကလူအချို့ရောက်လာကြသည် ရောက်လာသည်။ကို စတူဒီတာကြွေသည်စတူဒီတာပိတ်ချိန်မရောက်သေးစူးစောင်းထားသောရိတ်ကာဆန်15အိတ်ကုန်ခဲ့ပြီးနတ်ပြန်ပါနှင့်ကြွေးမိနီရိတ်ကာမူးများစပုံမူးများ မျက်လုံးပြုကုန်ပြီးဥသူဇနအားလျှောက်ထားကြသည် သူဟာသူဖြစ်လာမယ်ဘာမှတွေးပူမနေနဲ့ဖရာသားသမီးတွေပဲဖရာကျွေးမှာပေါ့ဤမြသာအမိန်ဆိုခဲ့သည် မကြမီကန်းနာတို့ဆန်လီသုံးစီးရောက်လာသည်ဆန်အိတ်150ပါတစ်စင်း80ပါတစ်စင်း50ပါတစ်စင်းဖြစ်သည်150ပါလီက85အိတ်ကိုလှူမီ 85အိတ်ကိုရောင်းပြီး90အိတ်ပါလီက90လုံးလှူမီဟုဆိုသည်ဝယ်စရာငွေလည်းမရှိသဖြင့် 50အိပ်ပါလီကို အလူခံလိုက်သည်စံအိတ်50ရလိုက်ပြီးအချားလီများကလည်းအချိုတဝက်လူကြသေးသည်ရိတ်ခါအတွက်ပူစရာမလိုတော့1338ခုနှစ်တို့အကူကဆုံလာဇန်2ရက်မြမနစ်ဆန်း1ရက်တနင်္လာနေ့နောင်စီဒီထီတော်တင်မီနေလာလိုက်သည့်လူတွေဖူးဖွေးကိုလုံနေသည်ချစ်စရာကောင်းသောဒေသခံတပါဝါဤဒလီတခုလာကြသူများမှာ တန်လွင်မြေကျောင်းအထက်အောက်ရဲရွာများမှလည်းပါသလိုတောတောင်အတွင်းရှိကျေးရွာအသီးသီးမှလည်းပါသည်လာသည့်လူတိုင်းလူလိုလက်ချီးပလာဖြစ်မလားလူဝဲပစ္စည်းတစ်ခုခုပါလာသည်ပါလာတတ်သည်မှာ လေယာကန်းကျွန်းလို့သူများပြီးပြီးဆံမအစဟင်းသီးဟင်းရွက်အစုံဖြစ်သည်မြူကြီးများမှကဲ့သို့ခရင်းလမ်းပင်မချုံမွေ မလွယ်ကူတတတတယူဆောင်၍မရ တော်အထက်ထက်တောင်အသွဲသွဲကိုဖြတ်ကျော်ကထံပိုးသေးဆောင်လာခဲ့ကြသည် အချို့မှာတညာအိတ်နှညာအိတ်ခရီးကိုပင်ထံပိုးယူလာခဲ့ကြသည် အမခန့်စေတနာရှင်များပါပြီးတည်ယူသည့်စနစ်မှာအမျိုးသားများဖြစ်လျင် အလွတ်ထမ်းရင်၎င်းရှေ့နောက်ထံပိုး၍၎င်းအမျိုးသမီးဖြစ်လျင်နောက်လွယ်ပလိုင်းကျိုးကိုနှစ်ဖူးမှချိန်၍၎င်းတည်ယူကြသည်လမ်းလျှောက်တက်ဆိုင်ကလေးငယ်များမှအစ ဖြည်းဖြည်းလျှောက်လာခဲ့ကြသည် ရင်ခွင်ပိုက်ကလေးငယ်များကို မိခင်တလက်ဖခင်တလက်နောက်ကျော်သို့မဟုတ်ရင်ခွင်တွင် ဆောင်ပြင်းထုတ်ပိုးချင်အောင်က လာကြသည် စေတနာမှာစံပြထားရလောက်တကဲ့သို့ဇွဲအရာမှာလည်းစံတင်လောက်သည့်ဒေသခံတိုင်းရင်းသားများဖြစ်သည်သူတို့အဖို့စားဝတ်နေရေးအထိုင်လျောက်ပြည်စုံရင်း အဆုံးပြောရပါကနေထိုင်ဖို့အသင့်အတင့်နဲ့စားသောက်မှုလုံလောက်လျင်ပင်အခြားဘာကူမှမလိုလောက်အောင်လောဘနေသူများဖြစ်သည်အေးချမ်းစွာ လောက်ကင်စားတော့နေရချင်းဒီပင်လင်းသူတို့အတွက် လူဘဝပြီးပြည့်စုံနေပေပြီဟိုသည်။ရသည်။ကို လူဖို့တန်းဖို့သာရည်ရွယ်ထားတတ်ကြသည်ယခုလဲလေယာကိုင်းကျွန်းထွက်သီးနှံများကိုတနိုင်တပိုးထံပိုး၍တည်ဆောင်လူရန်ကြသည် သူတို့ပြင်ပသွင်ဟန်ကိုကြည်လင် မထဲဝါပါသို့တော့အတွင်းစေတနာက စင်ကြယ်လွန်းလာသည်ထက်တန်လွန်းလာသည်ဤနှင့်အတွင်း ရန်ကြီးမှုမှာဤတီးတင်ပွဲတပွဲသာပွဲတော်ရှိသဖြင့်လည်းအားခဲလာရောက်ကြသည် ရောက်လာကြသည်မှာကလည်းနနေနော်မဟုတ်ပရိသတ်2000လောက်ရှိလူနေပြီးဖြီတော်ကို နနက်၄နိုင်လောက်ကတည်းကဖျားချီတော်ရင်းမှာကက်လူခဲ့ပြီးအနေကစားတင်ပြီးပြီးအာယုံစွန်းပါကက်ခဲ့ပြီးပြီးနနက်9နာရီမှာထီတော်ကိုစတင်သည် စိန်ပူးတော်ဆက်ကက်လူတန်းပြီးချိန်မှာအုံပေါင်းတန်ခြေစီထိုးတန်တို့က ဝင်ရှာမှလွင့်ပြန်တက်သွားသည်ကျေးစီတန်နှုတ်နှင့်အတူပွဲတော်လာပြိတ်သက်ကြီးကတာဒုခေါ်တန်များ လိုက်ဖက်ညီစွာညာကြီးငူတော်တခွင်ပြိုလူမတက်ဖဲ့တင်ထက်လျက်ရှိသည်ဇေဒီအုံမြင့်ချစဉ်က ကြားခဲ့ရသောတဏ္ဍံကလုံးဝမရှိပြောပါပြီကောတဏ္ဍံသည် တခဏခြေစီတံကသာ ထာဝရပါညဘက်ရောက်လာသည်ပြိတ္တကပြန်သူပြန်ခဲ့ပြီးဖြစ်တော်လဲကြံသည်ပြိတ္တသည်လည်းမနှဲလာသည်ဝန္တာကြည်နူးပျော်ရွှင်စွာဖြင့်အဖွဲလိုက်ကခုန်နေကြသည်တောင်ပေါ်ကရင်များသည်ဟိုတစ်ဖွဲ့ ဒီတပွဲမိမိတို့အစီအစဉ်ဖြင့်ဒုံရင်ကနေကြသည်ပွဲကြီးပြိသက်ကဟူနာပြေးကြီးဒီနာပြေးကြီးဖြင့်လှုပ်ရှားစီကားနေသည် ထိုစဉ်ကညာ၈နာရီချိန်တွင်နန်းဦးစီတီတစ်ခုလုံးမှ ထူးဆန်းစွာ ဖိမင်းသွားသည် ရောင်ကြီးတော်လွတ်ချင်းပေလောပရိသတ်များဖျားရှိရာသို့စုပြုံတိုးဝေရောက်ရှိလာကြပြီးဦးမြင့်ယိုကျိုးရှ िख ိုး၍မဝနိုင်အောင်ရှိနေလေတော်သည်ဘုံတန်လည်းမကြာဒုံရင်လည်းနာကြည်ပြီးနန်းဦးစီတီရှိရာသို့သာမျက်နာမူကားလက်အုပ်ကလေးကိုစီချီလျက်အံအောထူးဆန်းစွာမြေကြည့်နေကြသည်ပဇက်ကိုစီမှဖျားရှ िख ိုးတန်များကတီတိုးထွက်ပေါ်လျက်ရှိသည်တီမုတ်ကခုန်နေကြသည်မှာ ပိုရိပ်တက်ကြွရွှင်လန်းနေသည်ဒီပုံအတိုင်းဆိုဒီအဖွဲတွေညာလုံးပေါက်ဖို့ရှိသည်ကိုတွေးမိပြီးတနေ့လုံးပင်ပန်းထားသည်။ကို အနာယူအပန်းဖြီမိဟူ၍ចောင်းပေါ်သို့ဦးသူဇနာတက်ခဲ့သည်အချိန်ကညာဆက်တနာဤကြော်ပေပြီးတုံလုံးလဲ၍ရောင်းဆက်မိမှမကြံသည်ចောင်းပေါ်သို့လူတအုပ်တက်လာသည်ဒေတာခန်တိုင်းသာဝစ်စုံတစ်တစ်လွန်လွန်များဝစ်စင်ထားကြသည် အမျိုးသားရော အမျိုးသမီးများပါ ဖြစ်သည်တပည့်တော်တို့ကဂွင်းကြံဂွင်းမိတ်ဖြင့်ဘာမှမပါအုပ်စုပါဖရာဖရာအုံမြင့်ချကားစကတဲ့ကဖရာတီယာမာရောထီတီယာမာပါပါဝင် ကုသိုလ်ပြုခဲ့ကြပါတယ်ဖရာတပည့်တော်တို့ပါအတီးတီသောပစ္စည်းများကိုဖရာထာဝနာထဲမှာထည့်သွင်းလူတန်းခဲ့ပြီးပါပြီဖရာအင်းအင်းဒီကနေထီတော်တင်ပြီး ဒီကနေ့ထီတော်တင်ပြီးရေဆက်ချအမျှဝေပြီးပြီမို့တပည့်တော်တို့ကုသိုလ်လည်းရအမျှလည်းရခဲ့ကြပါပြီတပည့်တော်တို့ဒီဘဝမှာချွတ်ကြပါတော့မယ်ဖေဟာအင်းအင်း တပည့်တော်တို့မသွားမီအရှင်ဖုရားအားလာရောက်ကြတော့ကြခြင်းမဖုရားအေးကောင်းပြီနောင်စီဒီတဲပြီးထီတော်တင်ပြီးမှတပည့်တော်တို့ကျွတ်လွတ်ဖို့ရှိခဲ့ပါတယ်ဖုရားအခုတော့အရှင်ဖုရားဟာနောင်စီဒီကိုဥဆောင်ပြီးတည်ခဲ့ပြီးပါပြီတပည့်တော်တို့လည်းကုသိုလ်ပါဝင်ခဲ့ပြီးပါပြီအမြအတန်လဲရပြီးပါပြီယေရှုတင်တဲ့အနေနဲ့ရှင်ဖုရားအားဥတင်ကြတော့ရန်အတိပေးဖို့လာခဲ့ကြတာပါဖုရား နေပါဦးတကားတို့ကဘယ်ကတွေလဲဒီမြန်ကြီးမှု ဒေတာတဲကပါဖေဟာဟေးငါလည်းမတွေ့မိပါလားအရှင်ဖေဟာမတွေ့ပေမဲ့အရှင်ဖေဟာမတွေ့ပေမဲ့အရှင်ဖေဟာကိုတပည့်တော်တို့နေတိုင်းတွေ့ဘူးရပါတယ်ဖေဟာနမဲတွေကရောတပည့်တော်ကကွက်လက်ပါသူကကွက်လက်ပါဒီတကမကကွက်လက်ပါ ဟိုနားကတကမာကကွက်လက်ပါစသဖြင့်တဦးချင်းအမိကိုပြောပြသည်ဥသူစနကတအင်းအင်းသာလိုက်နေရသည် အားလုံးနမဲပြောပြီးနောက်တပည့်တော်တို့ကိုခွင့်ပြုပါဗျာဆိုကာဥချာကတော်၍ရှင်းသွားကြသည်ဥသူစနသည်မိမိကိုမိမိစိတ်ကြည်သည်နာသည်ပဲအိမ်မက်မက်နေခြင်းမဟုတ်နိုးကြားနေသည်သာဒုံကတံများကိုပါကြားနေရသည်မျက်စိပိတ်ပြီးအိမ်ကြီးဟူကြံကားရှိသည်တဖွဲ့တလာပြန်သည်ရခင်လူပင်ရှောက်ထားပြီးဆ င်းသွားနောက်တစ်ဖွဲတက်လာပြန်သည်တစ်ဖွဲဆင်းသွားတစ်ဖွဲတက်လာ အစားကတစ်ဖွဲနှစ်ဖွဲစသည်ရေတွက်ရသည်သည် များလာတော့မရေတွက်မီတော့တစ်ဖွဲမှာနှစ်ယောက်သုံးယောက်လေးယောက်ပါသည် အချို့ကတဦးချင်းလာသည်အတီးသီးလျှောက်ထားကြသည် အချို့ကငွေသားထုံးပူးလေးတပူငွေလက်ကောက်လေးတရံငွေသားလေးတစ်ချက်ခွဲချွေကပဲ၍ပဲများစသည်ဖြင့်မိမိစောင့်နေရသည့်ပစ္စည်းများကို ပြောပြကြသည်၎င်းပစ္စည်းများကို နောင်စေဒီမှာဌာပနာထိတ်ခဲ့ပြီးရေဆက်ချခဲ့ပြီးဖြစ်၍ဒီဘဝမှကျွတ်လွတ်တော့မည်ဖြစ်ကြောင်းလျှောက်ထားကြသည်ဥသူစနကအထွေအထူးဘာမှမပြောတော့ဘဲတအင်းဖြင့်သာ လိုက်နေတော်သည်တဖွဲပြီးတဖွဲတဦးပြီးတဦးတက်လိုက်ဆင်းလိုက်နေဒီမှာနနက်၄နိုင်ထိုးပြီးမှရက်သွားသည်အော်သူတို့စကားအရဆိုသူတို့ကဥစ္စာဆောင်နေပါလားဝိမာနိကပိတ္တာတွေဆိုတာဒါမျိုးထင်ပါရဲ့ကျွတ်လွတ်သွားကြတော့လေကောင်းတာပေါ့လေ ငါနဲ့ဘဝပကဆွေမျိုးတော်ဆက်ခဲ့ကြဘူးသူတွေဖြစ်မှာပါပဲအေးလေ တဏျာကြီးကအရှိကြီးဘဝပေါင်းများစွာရှိလေတော့ဘဝတစ်ခုမှာဆွေမျိုးတော်ဆက်ခဲ့ကြမှာပေါ့လေ။ဘာပဲဖြစ်ဖြစ်သူတို့တွေကျွတ်လွတ်သွားတော့ဝမ်းသာရတာပေါ့။ဆက်လက်ပြီးကျန်းကန်စာပေလာအဖြစ်ပြက်များတဲ့ကအတွေ့တစ်ခုဝင်လာသည်။ဗုဒ္ဓသမိုင်းဖြစ်စဉ်မှာအလူအစင်ကြီးခဲ့သောဗိမာတာရမင်သာကြီးတခုသောညမှာအိတ်ခမ်းဆောင်အတွင်းသို့အဝိမဲ့ပိတ်တာများရောက်ရှိလာပြီးကိုရောင်ပြသည်။သူတို့အတွက်အလူအတန်းလှုပ်၍အမျှပေးဝေပါယံပြောကြ 啊，对，邻居的。 ြောသည့်အတိုင်းလှုပ်ပေသည်နောက်နေ့ညမှာအဝေးအစားတစ်တစ်လွင်လွင်ဖြင့်ရောက်လာကြပြီးယခုလိုပင်နှုတ်ဆက်ထွက်ခွာသွားကြကြောင်းဖတ်ဖူးထားရသည့်ဤကမြေစီမဒေတာမှဗုဒ္ဓလက်ထက်တော်ကဖြစ်ရမှန်တခုဖြစ်သည်မြန်မာနိုင်ငံတွင်ကဖြစ်ရတခုလည်းရှိသေးသည်စစ်မဖြစ်မီကာလသဂိုင်းတိုင်းအတွင်မှဖြစ်သည်တစ္ဆက်ပိုင်းကလာတတိကြီးလင်များမှသမီးပြိုလေးတယောက်ရှိသည်တူဦးတဲသမီးမို့မြုံမတက်ချစ်သည်မျက်စီအောက်ကအပြောက် ်မခံနိုင်ညနှုံးလွန်းလာသည်ကံကြမ္မာကဖန်လာသည်ယောဂတစ်ခုဖြင့်တမီလီဆုံးပါခဲ့သည်ဒီပနပါမှာတောကပရိဒေဝမီတောက်လောင်ရရှိသည်တမီကလေးအတုပါချပြီးညနေနေဝင်ရီတရောအချိန်ရောက်ရင်မေးရေအဝတ်ပေးပါအမေးရေအဝတ်ပေးပါဟူသောတမီအတန်ကိုကြားရသည်လူကိုကမတွေ့ရပေမိခင်ကြီးခမရင်ကွဲလူမတက်ခံစားရသည်အဝတ်ပြီးတော့များကိုဖွင့်၍တမီရေယူယူဒီမှာတမီအဝတ် တွေကြီးပဲဟုအယူမကြီးတပွဲပြောရင်းငုံကြွေးသည်နောက်နေ့လည်းထိုအချိန်ရောက်ရင်ထိုအတိုင်းကြုံရသည်သူတို့ဓလိအတိုင်းလုပ်ကြည့်သည်အတန်ကပြောင်းမသွားကြားမြင်အတိုင်းသာချီသည်အိမ်သူရှိအလုံးကြားရသည်တဦးတည်းသောအလုံးရှင်သမီးမို့အလုံးသမားများကအခွင့်ရေးပေးကြသည်ချစ်ကြသည်ထိုအတန်ကိုကြားရသူတိုင်းမျက်ရည်ဝဲကြရသည်ထိုအထက်မှအသက်50ခန်းရှိတွားဝိုင်းဆရာကြီးက တထေးကြီးနာကဲ့၍ကျွန်တော်တို့နီကျွန်တော်တို့ဟန်ပြင်လုံးကြီးပေးရစီငွေလေးနည်းနည်းသာကုန်ကြခံပါဟုပြောသည်တထေးကြီးငွေထုတ်ပေးသည်တင်ငန်းပရိခရာများဝယ်ယူသည်ယဟန်တန်ငါများပင့်ကစွန့်ကြွေရေစက်ချအမြအတန်းပေးဝေပြီး သင်္ကန်းပရိခေယများကိုအေးလူလိုက်သည် ထိုအလူနှင့်၎င်းအချိန်ရောက်လာသည် တိန်သားလုံးတစ္ဆက်လုံသမားများကပါအာယုန်ဆိုင်နေကြသည်အမေရေတမီအဝိရပြီးသွားတော့မယ်ကုသောအတန်ကို အားလုံးကြားကြရသည် ကလာတထေကြီးလင်မြားလဲဘုဒ္ဓဘာသာ ဖြစ်လာခဲ့ကြသည်ဤက မြန်မာနိုင်ငံတွင်မှ ဖြစ်ရမှန်ဖြစ်သည့်အလားတူဖြစ်ရမျိုးအများကြီးကြားပူထားသည့်ယခုမိမိလည်းထိုအဖြစ်မျိုးနှင့်ကြုံတွေ့နေရပြီး"အော်အန်အောဖွဲ့လူလောကကြီးမှာစမ်းကြဲသောဖြစ်ရများအမှန်ရှိနေသည်ပြောမယုံကြုံဘူးမှ သိရပါပြီကော"